ုံစိုင်းမင်းလေးတွေကိုစိုက်ခြင်းနဲ့ဘာတွေလိုအပ်မလဲပေါ့နော်ဒါကတော့ကျွန်တော်တယောက်တည်းအမြင်ပါဘာတွေပြင်ဆင်ရမလဲလို့မေးကြတာများပါတယ်များများဆက်ဆံမလို့ပါဘူးပထမဆုံးအနေနဲ့အပင်စိုက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပင်စိုက်ပြိုရင်ဤပညာကိုအခြေခံလောက်တည်ထားဖို့လိုရပါလိုပါတယ်ဒုတိယအနေနဲ့တော့အမှုပညာမျက်စိနည်းနည်းလိုပါမယ်ပကြီးမျက်စိပေါ့နော်ဒါလည်းမခက်ပါဘူးပုံစံချစ်သူဖြစ်တဲ့အတွက်အပင်ချစ်သူတွေဖြစ်လို့ ် online ပေါ်မှာရှိတဲ့ပုံစံပင်လက်လာလေးများများကြည့်ပေးရင်တော့အဲကြည့်တတ်လာမှာပါနောက်ဆုံးအနေနဲ့တော့တတနာလို့ခေါ်မလား philosophy လို့ပဲပြောရမလားအတိတ်ပဲတစ်ခုခုကိုမြင်အောင်ကြည့်တတ်ဖို့လိုပါတယ်အနည်းဆက်ဆုံးပြောရရင်အဲဘွန်ဆိုင်ပင်လို့ဆိုလိုက်တာနဲ့ဘွန်ဆိုင်အိုလီထဲမှာရှင်တန်နေရတဲ့ဘွန်ဆိုင်အပင်ရဲ့ဘဝကိုစာနာနာစာနာပေးလို့မျိုးပေါ့နော်ပူဂျီဆရာတွေမှာလည်း ပကြီးဆရာတွေကပကြီးဆွဲပြီဆိုရင်သူ ပြောချင်တာတစ်ခုခုကိုရေးသူပကြီးတစ်ပါးဆွဲဆွဲထားခဲ့တယ်လို့မျိုးပေါ့ပုံစံမြန်မာလဲပုံစံပညာရှင်တွေကသူတို့ပြောချင်တာတစ်ခုခုကိုဖြစ်ချင်တာကိုပုံစံထဲမှာထည့်ပြီးဖန်တီးထားလေးရှိတယ်ဒီတော့အနစ်နစ်နစ်ချုပ်အနေနဲ့ပြောရရင်စိုက်ပျိုးရေးနည်းပညာအနုပညာမျက်စိရဲ့တက်တနာနည်းနည်းရဲ့ဒီဆိုရင်ပုံစံကိုချစ်လို့ရပါပြီစိုက်ပျိုးလို့ရပါပြီ ကပါကြီးကိုတင်စကားတွေပြီးလို့ရပါတယ်။ဒီလောက်ပါပဲ။ကျေးဇူးတင်ပါတယ်။